အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပေးသားတွေအားလုံးမင်္ဂလာပါ။ Liverpool အသင်းကလည်းသူတို့အသင်းရဲ့ဒါခံစစ်ပိုင်းကိုအခုတည်းကစပြီးပြင်နေပြီ။သူတို့ပြောင်းမယ့်နေရာရှိရပြား Liverpool ကအခုလက်ရှိမှာတေချာပေါက်ပြင်ဖို့ပြင်နေတဲ့အထက်မှာအခုလောလောဆယ်မှာဒီခံစစ်တစ်ယောက်နဲ့နှစ်ယောက်ကြာသူတို့ကြည်နေတယ်။နောက် Mohamed Salah ဆီမှာအစားထိုးမဲ့တောင်ပန်ကစားမတွေကိုသူတို့စပြီးတော့ချင်းကပ်နေပြီ။ ဆိုတော့ကျွန်တော်နားလည်ထားတာကလီဗာပူးကခနာတီရဲ့ contract ခနာတီရဲ့ contract ကိုလီဗာပူးကစတုဒ္ဒအကျင်ထပ်ပြီးကမ်းလှမ်းထားတယ်။ဒီကမ်းလှမ်းမှုမှာအီဘရီမာခနာတီတောင်းတာတွေနှစ်သိန်းခွဲအထိလီဗာပူးကလုံးဝမတိုးပေးဘူး။ကျွန်တော်လည်းတခါကြောင်နားမလဲဘူး။ဒါတခုတော့ရှိတယ်ခနာတီကလည်းအခု မသိန်းခွဲပေးလို့ရတဲ့ခြေစွမ်းကလည်းမရှိဘူးဗျာ။ तू ကလည်းအမားတွေအရန်များတယ်။အခု shaky အရန်ဖြစ်နေတယ်။ Virgil van Dijk ကြောင့် तू စိန်နေကက်ရောင်ပါပြောင်နေဆိုတဲ့ပုံစံမျိုးဖြစ်နေပြီးတော့ခနာတေးကမသိန်းခွဲမထိုက်တန်ဘူးလို့ Liverpool ကယူဆထားပုံရတယ်။ဆိုတော့ခနာတေးရဲ့ option က Real မတွေ့လား Liverpool လား။ तू ကဆက်နေခြင်းနဲ့တကယ်လို့လစာတိုးပေးတယ်ဆိုရင်တော့ तू ကတေချာပေါက်ဆက်နေမဲ့သဘော။ဒါပေမဲ့ तू လိုချင်တဲ့လစာကနှစ်သိန်းခွဲ။ဆိုတော့ Ibrahim ကခနာတေး contract ကိုဆွေးနွေးရင်းနဲ့ Liverpool က Crystal Palace ကကစားမနှစ်ယောက်ကိုသူတို့ခံစံတဲ့ option တွေထည့်ထားတယ်။တယောက်ကသူတို့ပြီးခဲ့တဲ့နွေရာသီလုံးကရလူနီပါဖြစ်တဲ့ Mark Kehi ကိုချင်းကပ်ထားတယ်။ဒါပေမဲ့ဒီစားမကိုနွေရာသီမပဲခေါ်မယ်အလွတ်နဲ့ပဲခေါ်မယ်စောင့်ရသည်မှ မကြိုးစားဘူး။ဆိုတော့သူ့ကိုလိုက်နေတာက Paris Saint-Germain လိုက်တယ်။နောက်တစ်ဖက်က Manchester City လိုက်တယ် Juventus လိုက်တယ် Barcelona လိုက်တယ် Real Madrid လိုက်တယ်။၅သင်း၆သင်းလောက်နဲ့အပြိုင်လူရမယ်။အဲ့ဒီနေရာမှာ Liverpool က Mark Kehi ကိုနွေရာသီပခုံမယ်လို့ပြင်ထားတဲ့အချိန်မှာသူတို့အဓိကနောက်ထပ်တယောက်ကြည့်နေသူကဒီလက်ခွားဆိုတဲ့ဒီခရစ်စတန်ဘေးလစ်ကနောက်ခံလူပဲခရစ်စတန်ဘေးလစ်ရဲ့စန်တဘက်၃ယောက်ရှိတယ်ဗျာဂေဟီရဲ့လက်ခွားရဲ့ဟိုဘက်ကရစ်ချတ်ရဲ့၃ယောက်ရှိတယ်ဆိုတော့သူကလက်ခွားကိုလိုချင်တယ်အဲ့လက်ခွားကစန်တဘက်ရဲ့အလဲမှာကစားတာဆိုတော့အဲ့၃ယောက်ထဲကလက်ခွားကိုပါထပ်လိုချင်တယ်ဆိုတော့ခရစ်စတန်ဘေးလစ်နောက်ခံလူကိုလီဗာပူးကတော်တော်သဘောကျပြီးတော့အဲ့၂ယောက်ကသူတို့ရဲ့ရေဒါထဲမှာထည့်တယ်ဒါပေမဲ့အားအားနွေရာဒီမှဖြစ်မယ်ဒီနေရာမှာကလပ်က တို့ဘက်ကအခုလောလောဆယ်မှာ Mosales နေရာအတွက် Michael Olise ကအကောင်းဆုံး option တစ်ခုအနေနဲ့သူတို့သဘောကျတယ်။ Michael Olise ကိုလိုချင်တဲ့အသင်းကတော့ရှင်းတယ် Real Madrid, Man City နောက်အခုလက်ရှိမှာ Liverpool 3သင်း။ Bayern Munich ကရောင်းဖို့တော့မရှိတော့ဘူး။ပြောင်းရွှေ့ကြည့်ရလဲသူတို့တန်း90ကျော်ပဲပေးရပါမယ်။တန်း100 150လောက်ရရင်တော့ရောင်းကောင်းရောင်းနိုင်တဲ့ option ရှိတယ်။ဒါပေမဲ့ Liverpool က မိုမက်ဆာလက်စ်ကနွေလာမယ့်နွေရာသီမှာ तू ထွက်မယ်လို့သူတို့ယုံကြည်ထားတယ်ဆာလက်စ်က तू စိတ်ကြိုက် control လည်းရပြီ तू အောင်မြင်မှုလည်းလုံလောက်တာရပြီ Premier League Champion နှစ်ကြိမ် Champion League ရထားတယ်ဆိုတော့ဒီချက်တွေကြောင့်ဆာလက်စ်က Liverpool ကိုဆွန့်ခွာကောင်းဆွန့်ခွာနိုင်တဲ့အတွက်သူ့ရဲ့ contract 28ထိတောင်ဆက်မနေနိုင်တော့ဘူးထွက်သွားနိုင်ချေရှိတဲ့ကြောင့်လာမယ့်ရာသီမှာ Liverpool နဲ့ तू နဲ့လမ်းခွဲသွားနိုင်တဲ့အတွက်ကြောင့် Mo Salah ဆရာမှာအစားထိုးဖို့သူတို့က Michael Olise ကိုလိုချင်တယ်အဲ့ဒီနေရာမှာ Liverpool အသင်းကအခု ဒီနောက်ခံလူဂျိုကိုမရဲ့အနာဂတ်လည်းမသေးကြဘူးဟိုတနေ့ကဒီ Gary Lineker ရဲ့ Alan Shearer ရဲ့ Mika Richard ရဲ့ပြောတဲ့ pocket ထဲမှာကျွန်တော်သဘောကျတာ Liverpool က Jeremy Frimpong ကိုခေါ်ယူခဲ့ပြီးတော့ဒီ Connor Bradley ရှိနေပေမဲ့သူတို့တကယ်ကို Trent Alexander Arnold ကိုအရန် miss ဖြစ်နေတယ်ပေါ့လေအကြောင်းလဲဆိုတော့လီဗာပူးသွားတဲ့ဆက်တက်လီဗာပူးသွားတဲ့အချိန်နေဖူးဘက်တွေရဲ့အလုံးလုံးမှုဟာ trend ဘလောက်အရေးပါလဲဆိုတာအာနီဆိုကောင်းကောင်းသိတယ်အခုဆိုရင် support sign ကိုထားပြီးသုံးနေရတဲ့ right back အခြေအနေဟာတော်တော်ကိုအာယုံနောက်ဆရာဖြစ်တကယ်ကိုစိတ်ပြက်ဆရာဖြစ်လာသလို Liverpool က corner Bradley လည်းနီးပြားကမယုံ Jeremy Frimpong လည်းတိတ်မယုံတဲ့အချိန်မှာ trend ရဲ့အခြေအနေကသူတို့အတွက်ပိုပြီးတော့ပြဿနာဖြစ်စီတာပေါ့လေအထူးသဖြင့် Trent Alexander Arnold ထွက်သွားတဲ့အတွက်ကြောင့် Liverpool ရှေ့က diagonal ball တွေ long ball တွေ pass တွေအကုန်ဆုံးရှုံးသွားသလို့ train နဲ့ salas ja က link up play အတွဲနဲ့နားလည်မှုဟာ liverpool ဆုံးရှုံးသွားတဲ့အတွက် salas ကိုယ်တိုင်လည်းတည်တည်တသာရုံးကန်နေရတယ်ဆိုတဲ့အချက်ကိုသူကထောက်ပြတာဆိုတော့အခုလောလောဆယ်မှာ liverpool ဘက်ကအဲ့ mosales နဲ့အစားထုတ်ဖို့နဲ့ center back တွေကိုအဓိကအားထုတ်နေပြီးတော့ကြည့်နေတယ် maybe right back option ကိုတော့သူတို့ကြည်ကောင်းကြည်နိုင်တဲ့အခြေအနေရှိပေမဲ့သူတို့ကအခုလောလောဆယ်အတရာတော့ salas နဲ့ center back တွေကိုသူတို့စပြီးတော့အာယုဆူဆိုင်မှုနဲ့လှုပ်ရှားနေတာပါအားလုံးကျေးဇူးတင်ပါတယ်